့အောင်လင်းတွေကဖြစ်ဖြစ်တရားဟောကပေါ့ဗျာတရားဟောကမအလားကိုထိမ့်သိမ့်လိုက်တယ်ဆိုတော့ရာဂိုင်နှုန်းဒီ85ဆစ်ဆရာနှုန်းဖြစ်နိုင်တယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်နော်အဲ့တော့မင်္ဂလာရှိတဲ့အချိန်လေးဖြစ်ပါစေဗျာနော်အဲ့တော့မင်္ဂလာရှိတဲ့အချိန်လေးရနေပြီးမင်္ဂလာစကားတွေပြောကြရအောင်ပေါ့နော်အဲ့တော့နော်အခုကတော့ဘယ်လိုလဲဆိုလို့ရှိရင်အခုကအားလုံးပဲနော်ကြားပြီးကြမှာပေါ့သတင်းတူတူတက်လာတယ်အဲ့သတင်းတူကတော့ဗာလဲဆိုလို့ရှိရင် ဟလာမအလာကိုနော်အောင်လင်းတွေကညီပြီးတော့ထိမ့်သိမ့်လိုက်တယ်ဆိုတဲ့သတင်းတစ်ခုဖြစ်တယ်။အဲတော့ဒီသတင်းကိုပြီးခဲ့တဲ့တနာရီလောက်ကနေပြီးတော့ရတယ်ရရနဲ့တပြိုင်တည်းတည်းကျွန်တော်ကလည်းတစ်ခုခုပြောချင်နေတာနော်အဲ့ဒါနဲ့လည်းပါတယ်နောက်တစ်ခုကကျွန်တော်ခံမှန်းထားတဲ့အရာနဲ့တစ်ထပ်တည်းကြာလာတယ်ဒါကြောင့်မလို့ကျွန်တော်ဒီညအရေးပေါ်ပေါ့နော်ချက်ချင်းကျွန်တော်ကလိုက်လွင့်ပြစ်တာပါအဲ့တော့ဒါကကျွန်တော်ရဲ့ထင်မြင်ချက်ပဲဖြစ်တယ်ကျွန်တော်ရဲ့ခံမှန်းချက်ပဲဖြစ်တယ်ဘာကြောင့်လဲဆိုတော့ နော်ဒီချိန်မှာဗာတဲ့င်းမှတိတိကျကျရေးရေးရာရာတိတိချာချာဘာမှမပြောနိုင်ဘူးသို့တော့ကြားရတဲ့တဲ့င်းဒီဖြစ်နိုင်ကြီး85 80ရာခိုင်နှုန်းရှိတယ်။ဘာကြောင့်လဲဆိုဒီလိုဖြစ်တော့မယ်လို့ကျွန်တော်ကကမန့်ထားတာဖြစ်တယ်။အဲ့တော့နံပါတ်1ကတော့အသေးသေးသူ့ကိုလုတ်ကြံမယ်လို့ကျွန်တော်တွက်ထားတယ်။နံပါတ်2ကတော့အခုလိုဖန်ဆီးမယ်လို့တွက်ထားတယ်။အဲ့တော့နောက်တစ်ခုကလုတ်ကြံမယ်လို့ကျွန်တော်က ဥစွာတွက်ထားပြီမဲ့တရုတ်ရဲ့ပလေးခွက်ကကြည့်ရတဲ့ခါမှာဟာသူဖန်းခံရတော့မယ်နှစ်ပတ်ကျွန်တော်မှတ်တော့မလာသည်နှစ်ပတ်တည်းဖန်းခံရတော့မယ်လို့ကျွန်တော်ကတွက်ထားတယ်เนาะဒါအခုမှပြောပြလို့ကျွန်တော်ရဲ့ကိုရေးကိုတာကိစ္စလေးပါညာနဲ့ကျွန်တော်ကလိုက်မလွင့်ပြလို့တာเนาะစာလဲမရေးပြဘူးကူရက်ကအဲ့လိုဖြစ်နေတယ်အဲ့တော့ကျွန်တော်ခံမှန်းချက်ကတော့เนาะဒီသတင်းတွေအလုံးချုပ်ငုံပြီးကြည့်လိုက်တဲ့ခါမှာတရုတ်ရဲ့เนาะတရုတ်ရဲ့เนาะဟိုဘောเนาะဟိုသဘောထားအတိုင်းတာရ ြည့်လိုက်မယ်ဆိုလို့ချင်းသူရဲ့တုတ်ပြန်မှုရပါကြည့်လိုက်မယ်ချင်းမလားနှစ်ပတ်တွင်ဖန်ခံရတော့မလို့ကျွန်တော်ကနော်ခမန်းထားတယ်ခမန်းထားတဲ့ကြားထဲမှာဒီနေ့သတင်းတက်လာတဲ့ခါကျတော့အဲ့နဲ့ကျွန်တော်ကချက်ချင်းပေါ့နော်ဟာဒါဆိုတော့နော်ကျွန်တော်စားတော့ဆောင်ရောက်မယ်အဲ့နဲ့ချက်ချင်းကျွန်တော်နော်အဲတရားကိုကျွန်တော်ဖုန်းဆက်လိုက်တယ်ဖုန်းဆက်လိုက်တော့အကိုကြီးရဲ့ confirm နဲ့အဲ့လိုကျွန်တော်ပြောတယ်ဘယ်လိုပဲဖြစ်ပေါ့နော်သူလည်း confirm ဆိုတာဘယ်လောက်ထေချာမလဲဆိုတော့မပြောနိုင်ဘူးသို့တော့ကျွန်တော်ရဲ့ခမန်းချက်နဲ့ တစ်ခတ်သေးကြလို့ကျွန်တော်ကလိုက်လွင်တာဟုတ်ပြီနော်လိုက်လွင်တာအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားတယ်အများကြီးစဉ်းစားတယ်ပြည့်ရသမားနော်အများကြီးစဉ်းစားတယ်ဒီလိုဖြစ်ရင်ဘယ်လိုတုံ့ပြန်မလဲဟိုလိုဖြစ်ရင်ဘာဖြစ်နိုင်တယ်လဲကျွန်တော်အမြဲတမ်းစဉ်းစားနေနော်အဲ့တော့လက်ရှိတိုင်းတရာကြားရတဲ့တင်အရ85 80ရာနုံဖြစ်နိုင်တယ်နော်အဲ့တော့အွန်လိုင်းတွေကဖြစ်ဖြစ်တရားဟောတာပေါ့ဗျာတရားဟောကမအလားကိုထိမ့်သိမ့်လိုက်တယ်ဆိုတော့ရာဂိုင်နုံဒီ 55ဆစ်ဆရာတော့ဖြစ်နိုင်တယ်ကျွန်တော်ရဲ့ခံမှန်းချက်ကလည်းမင်းအောင်လိုက်ပြီးအတက်ခံမယ်เนาะပထမကျွန်တော်ခံမှန်းချက်ကအတက်ခံမယ်ဒါပဲเนาะနောက်တစ်ခုကတော့အခုရပိုင်းလက်လော့အတွက်မှာတရုတ်ပြည်နဲ့ဆွေးနွေးမှုရဲ့နောက်ပိုင်းမှာပြန်တွေ့ခါမင်းအောင်လိုက်အဖမ်းခံရတော့မယ်နောက်နှစ်ပတ်တွင်ဖမ်းခံရတော့လို့ကျွန်တော်ခံမှန်းထားတာဖြစ်တယ် ဲ့ဒါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်သူလောက်ရက်တွေနဲ့နော်ဖြစ်လာတဲ့အကျိုးဆက်တွေကိုအလုံးချုပ်ငုံလိုက်တဲ့အခါမှာဘယ်သူမှစိတ်မချမ်းသာရတော့ဘူးနော်ဘယ်သူမှစိတ်ပြအလုံးအနာကပြောက်သွားပြီနော်အဲ့တော့အလုံးကသူ့ကြောင့်ဖြစ်သွားပြီနော်အဲ့တော့အဲ့လိုတိုင်းတာမှာဘယ်လိုပဲဖြစ်ဖြစ်ရုံထွက်ဖို့ကြိုးစားကြရမယ်ဒါကြောင့်မလို့ဒါဒီဖန်တဲ့အဖွဲ့ဟာရုံထွက်ဖို့ကြိုးစားလိုက်တဲ့ကိစ္စပဲဖြစ်တယ်နော်ဒီလိုမျိုးကျွန်တော်တို့ကသုံးသပ်အဲ့တော့နိုင်ငံရေးတွေကအများကြီးရှုပ်ထွေးလာနေမယ် ဘာကြောင့်ရှုပ်ထွေးလာမလဲလို့ပြောရတဲ့အခါကျတော့ကျွန်တော်တို့ဘက်ကနိုင်ငံရေးအရာပြင်ဆင်ထားပြီးသားဘာမှမရှိဘူးဟုတ်ပြီနော်ဒီဒေါ်လာရေးမှာစီးရေးကအရင်အောင်မြင်တယ်စီးရေးကအရင်အောင်မြင်တယ်တိုက်ပွဲတွေတောက်လျှောက်နိုင်တယ်မြို့တွေတိမ့်နိုင်တယ်အခုဆိုမြို့တိမ့်နိုင်တဲ့ပမာဏကဟလာဘယ်လောက်လဲ90မြို့ပေါင်း90ကျော်တိမ့်နိုင်တဲ့အဆင့်ကိုရောက်သွားပြီနော်အဲ့တော့စီးရေးကအရင်အောင်မြင်တယ်သို့တော်လည်းပဲ နိုင်ငံရေးကလုံးဝအဝေးကြီးမှနောက်ကျတယ်ဘာမှပြင်ဆင်ပြီးသားမရှိဘူးဒီတလန်ရဲ့ဥဆောင်မှုဖြစ်တဲ့ NUG ရဲ့ညံ့ဖျင်းမှုအရေးချင်း ਨੇ ပါမှုနော်ကိစ္စတွေကနော်ကျွန်တော်ဒီတလန်ရေးမှာခံမှန်းလို့ရတယ်အဲ့လိုဖြစ်တဲ့တော့နိုင်ငံရေးကအရင်အားနောက်ကျတယ်နောက်ကျနေတဲ့အထက်မှာကျွန်တော်တို့ကစီးရီးနဲ့အဆုံးထိမတော်ပဲနဲ့ခုလိုကိစ္စတဲ့အခါမှာစီးရီးရရပြီးနိုင်ငံရေးလမ်းကြောင်းကိုပြောင်းရတဲ့အခါမှာကျွန်တော်တို့ကဘာမှ ready မဖြစ်ဘူးဒါကြောင့်ဒါကြီးက ဘယ်လိုပြောရလဲဝမ်းတာလို့လည်းမကောင်းသလိုเนาะဟိုဝမ်းတာခြင်းစရာလည်းကောင်းသလိုဝမ်းတာခြင်းစရာလည်းမကောင်းဘူးဆိုတဲ့အခြေအနေဖြစ်တယ်။ဒါပဲဖြစ်ဖြစ်အတိုင်းတာရတကယ်ပြည်သူတွေကိုဒုက္ခပေးနေတဲ့မင်းအောင်လိုင်ကိုဖမ်းလိုက်တယ်ဆိုတာဘယ်လိုပဲဖြစ်ဒါကျွန်တော်တို့ကအကောင့်ဘက်ကပဲเนาะအစ်စ်ပွဲတွေရတ်သွားမယ်เนาะအစ်စ်ပွဲတွေရတ်သွားနိုင်တယ်။เนาะနောက်ထပ်ပြီးတေးရမယ်လူတွေမတေးဘူးဖြစ်သွားမယ်ဒါကောင်းတဲ့လက္ခဏာပဲ။ နော်ကောင်းတဲ့လက္ခဏာပဲမကောင်းတဲ့လက္ခဏာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းရေးဘက်က NUG ဘက်ကနိုင်ငံရေးကဘာမှပြင်ဆင်မိသားမရှိဘူးဒါကမကောင်းတဲ့လက္ခဏာပဲနော်အဲ့လိုသဘောတရားရှိတယ်အဲ့ခါကျတော့တစ်ဖက်ကလည်းသူကဘာလဲဆိုလို့ရှိရင်ဒီတရုတ်နိုင်ငံကသူ့အကျိုးစီးပွားဒီမှာအများကြီးရှိတယ်အများကြီးရှိတဲ့အခါကျတော့ဘလို့ပဲဖြစ်ဖြစ်လက်ပေးလက်ယူလုပ်လို့ကောင်းတဲ့အစိုးရနော်နောက်တစ်ခုကဒီမိုကရေစီအစိုးရဖြစ်မလာအောင်ကြားထဲမှာအချိန်ဆွဲထားလို့ကောင်းတဲ့ စစ်ဆိုးရဒီစစ်ဆိုးရတက်ဆိုးရှည်စေခြင်းလေအဲ့လိုတက်ဆိုးရှည်စေခြင်းတဲ့အတွက်ကြောင့် तू က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆွဲဆန့်ဖို့ရက်ကောက်ဝက်လက်ညှိုးကိုတွန်းဖို့အတွက်ကို तू ကစူးစမ်းနေတာဖြစ်တယ်သို့တော်လည်းမင်းအောင်လည်းဘလို့မှစီယုံလို့ဆွဲဆောင်လို့เนาะဖြောင်းပြလို့မရတဲ့အခါကျတော့เนาะတရုတ်ကအစိတ်ပြက်နေတဲ့ကိစ္စကထူးထူးခြားခြားပေါ်လွင်လာတဲ့အခါမှာတခြားလမ်းမရှိတော့ဘူးတရုတ်ကသူ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်เนาะဒီနည်းပဲရှိတော့တယ်ဆိုတာကျွန်တော်မြင်တယ်เนาะအဲ့အတွက်ကြောင့်မင်းအောင်လည်းနှစ်ပတ်အတွင်းဖန်ခံရတော့မယ်လို့ကျွန်တော်က တွေးနေတွက်နေသို့တော်လည်းကျွန်တော်လည်းအတွေးပေါ့ဗျာအတွေးနဲ့ခံစားမှုပဲရှိတာဒါကိုအချက်လက်နဲ့ဘလို့တက်တည်ပြရမလဲဆိုတဲ့အခါမှာကျွန်တော်တိတိကျကျကြီးကျွန်တော်မပြောနိုင်လို့ကျွန်တော်ငြိမ်းနေတာဖြစ်တယ်နော်အဲ့လိုအဲ့လိုအဲ့လိုတိုက်တာလေးရှိတယ်အဲဘာပဲဖြစ်ဖြစ်ဒါဒီသတင်းကောင်းဖြစ်တယ်အဲ့သတင်းကောင်းကဘာလဲဆိုလို့ရှိရင်လူရဲ့မျောလင့်ချက်တချို့တဝက်နော်တချို့တဝက်ကိုပြည့်စည်သွားစေတယ်နောက်တစ်ခုကဒီနောက်ထပ်ပြီးတော့နော်စစ်ပွဲတွေ ရက်သွားနိုင်တယ်နောက်တစ်ခုကတည်မဲ့လူတွေအကုန်လုံးမတည်ပဲနဲ့เนาะကြံသွားနိုင်တယ်ဒါကြောင့်မလို့ဒါဒီစစ်ပွဲကိုရက်သွားစီနေတဲ့တည်င်းဖြစ်တယ်ဆိုတော့ဒါကောင်းတဲ့တည်င်းဖြစ်တယ်။ဒါအားနဲ့ချက်ကတော့ကျွန်တော်တို့ဘက်ကနိုင်ငံရေးရာဘာမှပြင်ဆင်ပြီးသားမရှိဘူးဆိုတာဖြစ်တယ်။အဲတော့လက်ရှိနေသားမှာနောက်ထပ်ရှုပ်ထွေးနာနိုင်ပဲအကြောင်းအရာကတရုတ်ကဝင်တရုတ်ကသွားလဲဆိုရင်ရွေးကောက်ပွဲဖြစ်စီခြင်းနေတာ။เนาะသူကရွေးကောက်ပွဲကိုသွားခြင်းတာ 2008ကိုဆွဲဆန့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်ဒီကိစ္စမှာဝယ်မီခလောက်ဆန်ဖို့အသုံးချပါသည်မေစုကိုဖြစ်တယ်။ဟုတ်နော်။နောက်ထပ်စောက်ကြည့်ရမှာတရုတ်ကအမေစုကိုဒီထဲမှာဝင်ရောက်ပြီးစစ်စစ်စီနေလမ်းကြောင်းမှာတွန်းလိုက်လို့အမေစုကကက်လက်ကနဲ့ပါလာရင်အဲ့ဒါလုံးဝမကောင်းဘူး။ဒီကိစ္စကြီးလုံးဝအမေစုရှောင်းနေရမှာအမေစုလုံးဝပတ်သက်လို့မရဘူး။ဒါကျွန်တော်ကြိုပြောချင်လို့ညလိုက်ဖို့လိုက်လို့နာ။ဟုတ်ပြီနော်။အဲ့တော့နောက်တစ်ခုကပါလဲဆိုတော့ရှင်ဟိုတနေ့ကလည်းသတင်းကြားလိုက်တယ်။ဟုတ်နော်။ ် energy ကိုအာနာပြန်အပ်ပါဆိုတာရှိတယ်။ဒါလည်းလုံးဝကောင်းတဲ့တဲ့စကားမဟုတ်ဘူး။ energy ကိုအာနာပြန်အပ်ပါဆိုတဲ့စကားပက်စပ်ပိတ်သွားလို့လူတယ်။နော်အဲ့ဒါကနှောင့်ချစ်ဖွဲ့စည်းပုံအခြေခံဥပဒေဆက်ပြီးတော့အားပေးအားမြောက်ပြုတဲ့သဘောတရားရှိတယ်။နော်အဲ့ဒီအခါကျတော့ကျွန်တော်တို့လက်ရှိအတိုင်းအတာရဟုတ်ပြီနော်ဒီလိုနေထားမှာနိုင်ငံရေးရဘယ်လိုညှိနှိုင်းမှလဲ။နော်အဲ့တော့ တကယ်တကယ်ဒီတော်လန်ရေးကကျွန်တော်တို့ကတကယ်ကိုဖက်ဒရယ်နိုင်ငံတော်တည်ပြည်သူတွေကိုမျက်နှာမူတဲ့ပြည်သူတွေအတွက်တကယ်ကိုအကျိုးရှိမဲ့ဖက်ဒရယ်နိုင်ငံတော်တည်ထူထောင်မယ်ဆိုရင်88ထိနောက်ကျောင်းပြရမှာဖြစ်လေ88ထိနောက်ကျောင်းပြရမယ်ဆိုလို့ရှင်88ကနောက်ပိုင်းမှာရှိရဲ့เนาะအရင်ဘိုးချုပ်ဟောင်းနေရဲ့ပြစ်မှုတွေအဲ့ဘိုးချုပ်ဟောင်းနေရဲ့ချက်ဆမှုတွေ အဲ့ဒီဘုကျော်ဟောင်းကြီးရဲ့ပြည်သူ့ဘဝအနိုင်ကျင့်မှုတွေအဲ့ဒီဘုကျော်ဟောင်းကြီးနဲ့ပူးတွဲပြီးတော့ပြည်သူတွေကိုအနိုင်ကျင့်တဲ့ကမကြံရပါလွတ်ခဲ့တဲ့ခရိုနီတွေအကုန်လုံးကျုံးဝင်နေတာအဲ့လိုမလုံနိုင်ဘူးဆိုလို့ရှိရင်နော်ဘယ်လိုမှတော်လိုက်ရတာပြီးသားမယ်ပြည်သူတွေအတွက်တကယ်ကောင်းမွန်တဲ့အနာဂတ်ကိုမတိကောက်နိုင်ဘူးအဲ့တော့ဒီနေ့ခုဟုတ်ပြီအောင်လင်းတွေကမအလာကိုဖမ်းလိုက်တယ်နော်ဆိုပါစို့ဖမ်းလိုက်တယ်သူတို့ဘာကြီးတောက်ဆိုတာ ဲ့ဒါကိုဒီဘက်ကဘာလဲရောမှာလဲပြီးရင်ဘယ်လိုမျိုးအဖွဲ့အစည်းကိုဘယ်သူနဲ့ဖွဲ့မှာလဲဆိုရက်မိကုံတုံးခုရှိရဲ့အဲ့အတွက်ဒေါ်လာရေးဘက်မှာဘာမှပြင်ဆင်ထားပြီးသားမရှိဘူးဒါကလက်ရှိဒီနေ့ဖြစ်တဲ့ပြဿနာရဲ့အစိုးဘက်ကိုလာအစိုးဘက်ကိုဥတီတဲ့အကြောင်းရင်းဖြစ်တယ်အဲ့တော့ ကျွန်တော်တို့ကဖြစ်ရမှာက NLD ကိုအာနာပြန်အရေးမဟုတ်ဘူးเนาะ NLD ကိုအာနာပြန်အဖို့ဆိုတဲ့ကလုံးဝမပြောနိုင်2008လုံးဝဖြစ်သေးပြရမယ်ဖြစ်နိုင်ရင်လက်ရှိဒီစစ်ကောင်စီနဲ့ဒီလက်ရှိအရင်စစ်တပ်ကိုလည်းပဲမျိုးထားစရာအကြောင်းမရှိဘူးအဲ့တော့တရုတ်ရဲ့ နော်စိတ်သက်ဆွေးနွေးမှုနဲ့ရွေးကောက်ပွဲကိုသွားကြမယ်နော်ယင်ကြားစေကြမယ်နော်ယင်ကြားစေကြမယ်ဆိုပြီးတော့အမေစုကိုဒီပွဲထဲကိုဆွတ်သွင်းမယ်ဆိုလို့ရှိရင်ပြဿနာလေးရမ်းချက်ပါအဲ့တော့ဘယ်သူတွေပြောခဲ့တာလဲအဆုံးအထိသွားကြမယ်ဆိုတာဘယ်သူတွေပြောခဲ့တာလဲနော်အဲ့တော့အဆုံးအထိသွားဖို့လိုတယ်အဲ့လက်ရှိနေထားမှာဘယ်လိုပုံစံနဲ့ အပေးယူလို့မှလည်းဒါသိပြီးတော့အရေးကြီးတယ်ဟုတ်ပြီနော်အဲ့တော့မင်းအောင်လာဖမ်းပေးတဲ့အဖွဲအစည်းကိုသူရဲ့ကိုရေးကိုတာလွတ်ကျင်းချမ်းသာခွင့်နော်ဘယ်လိုပဲဖြစ်ဖြစ်2021ကနေပြီးတော့ဒီနေ့အထိပြည်သူတွေကိုအနိုင်ကျင့်စော်ကားဘုံကျဲရွာမီးချွတ်စေတယ်မအောင်လည်းလူလက်ပါဘုံလုံးပါ ဲ့ဒီခါကျတော့လက်ရှိဒီအနေထားမှာမင်းအွန်လိုင်းကိုဖမ်းပေးခဲ့လို့ခွင့်လွတ်ပေးခဲ့ရမယ်ဆိုရင်တောင်မှနော်ကျန်တဲ့လူပေးကြအကြောင်းရှိအဲ့တော့လက်ရှိအနေထားအနေထားပေါ်မှာပြောင်းလဲပြီးတော့ကင်တွယ်သွားရမယ်နော်ပြောင်းလဲကြောင်းသွားရမယ်အပေးအယူစပွဲဝိုင်းဆွေးနွေးကအတွက်ပုဂ္ဂကတိချပြင်ဆင်မှုလုပ်လို့ လည်းလို့ဖြစ်ရင်လက်ခံမယ်ဘယ်လိုမဖြစ်ရင်ဖြစ်ရင်လက်မခံဘူးဆိုတဲ့ကိစ္စကိုတရက်နဲ့အတွင်းကိုเนาะဒီဘက်ကเนาะတုတ်ပြန်ဖို့လိုလိမ့်မယ်ဘက်ကလည်းတောင်းဆိုမှုတွေလာလိမ့်မယ်ဂျာပတ်ဝန်းကျင်ကလည်းညှိနှိုင်းမှုတွေတွန်းပစ်လိမ့်မယ်ဒါကလက်ရှိဖြစ်လာနိုင်တဲ့အခင်းချင်းပဲဖြစ်လာနိုင်တဲ့အခင်းချင်းပဲ ဲ့တော့ဟုတ်ပြီကျွန်တော်တို့မင်းအောင်လိုင်ဖမ်းလိုက်ပြီဟုတ်ပြီနော်ကျွန်တော်တို့မင်းအောင်လိုင်ဖမ်းလိုက်ပြီစစ်ပွဲတွေရလိုက်မယ်နော်အပြစ်ခတ်နံပါတ်1ကတော့အပြစ်ခတ်ရစဲရေးကိုကျင်ညာလိုက်မယ်နံပါတ်1က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းရေးကိုကျွန်တော်တို့ကသဘောတူပါတယ်လို့စစ်တပ်ကကျင်ညာရမယ်နောက်တစ်ခုကကျွန်တော်တို့ကစစ်တမ်းရာကိုပြန်မာပါဆိုတဲ့အကြောင်းကိုလက်ခံလို့မရဘူးဒီလိုကိစ္စရှိတယ် ဟုတ်ကဲ့နော်ကျွန်တော်တို့ကစစ်တမ်းရကိုပြန်မှပါဆိုလို့ရှိရင်ဒီတပ်မတော်ကိုဆက်ပြီးမျိုးဆက်မျိုးမျိုးထားနေတာလည်းတော်တူတယ်နံပါတ်၁ကတော့ဒီအခင်းချင်းမှာပညာစည်ရဲ့အတွက်အမေစုပါမလာရေးဖြစ်တယ်နံပါတ်၂ကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြတ်သန်းရေးဖြစ်တယ် ံပါတ်3ကတော့ဒီဘူဘူးရဲ့အထက်နော်ဘယ်စစ်သားမှပါမလာနိုင်တဲ့နော်ကြပြအစိုးရတခုဖွဲ့စီရမယ်လက်ရှိစစ်တပ်ကမပါနော်လက်ရှိစက္ကဆစစ်တပ်ကဘယ်သူမှမပါဝင်တဲ့ကြပြအစိုးရတခုဖွဲ့စီရမယ် အစုတ်တိတော့ကိုပြင်ဆင်ရမယ်အဲ့တော့မင်းအောင်လိုင်ကိုအမင်းအောင်လိုင်ကိုဖမ်းပေးတဲ့သူတွေကိုသူတို့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာနာကျွန်တော်တို့ကခွင့်လွှတ်ပေးမှုရှိသည့်တိုင်အောင်68ကနေပြီးတော့နောက်ကျောင်းပြန်မှုလို့ရတယ်။အဲတော့နောက်ကျောင်းမပြန်နိုင်ဘူးဆိုလို့ရှိရင်เนาะဒီတော်လိုင်းကြီးကတကယ် အဆုံးအထိရောက်မသွားပဲနဲ့တကယ်ကိုပြည်သူအတွက်ဖက်ဒရယ်နိုင်ငံအတွက်เนาะဖက်ဒရယ်နိုင်ငံအတွက်เนาะတကယ်ကိုเนาะဟိုအကျိုးရှိတဲ့ဒေါ်လာကြီးဖြစ်မသွားဘူးနောက်ထပ်ဒေါ်လာကြီးအကျန်နေဦးမယ်ဒီဒီဘောတရားဖြစ်နေတယ်အဲ့ဒီခါကျတော့ဟိုဘက်ကကံလမ်းမှုပေါ့เนาะဒီအောင်လင်းတို့ဘက်ကကံလမ်းမှုကို တန်လမ်းမှုကိုเนาะဘယ်ပုံစံနဲ့လက်ခံမလဲဒီဘက်ကရောเนาะဒီလက်ရှိเนาะတော်လိုင်းဘက်ကတောင်းဆောင်ဖွဲ့စည်းတွေပေါ့เนาะဒီနိုင်ငံရေးသမားတွေရောတော်လိုင်းဘက်ကစစ်သားတွေရောเนาะအဲ EAO EAO ခေါင်းဆောင်တွေပေါ့เนาะ EAO ကခေါင်းဆောင်တွေ PDF ကဘူချုပ်တွေ PDF ကဘူတွေအဲ့လိုပဲ ဒီနိုင်ငံရေးဘက်ကအတိုင်းဝိုင်းရသူတွေနဲ့စုစည်းပြီးတော့မှเนาะကြားပြအစိုးရတခုကိုအမြန်ဆုံးဖွဲ့စည်းနိုင်ဖို့လုပ်ရမှာဖြစ်တယ်။ဒါဒါကိုဒီလက်ရှိဇဝဲမှာဘာပေးမယ်ဘာမပေးဘူးဆိုတော့ပြင်ဆင်ထားပြီးသားဘယ်သူတွေပါရမယ်ဘယ်သူတွေမပါရဘူးဆိုတော့အချက်ဒီအဓိကတော့လက်ချက်ပေါ့ဘာပေးမယ်ဘာမပေးဘူးဘာအခွင့်ပြုမယ်ဘာအခွင့်မပြုဘူးဘယ်သူတွေပါရမယ်ဘယ်သူတွေမပါဘူးဆိုတော့ အချက်ဒီအရေးကြီးဆုံးဖြစ်တယ်။နော်အာဘာပဲဖြစ်ဖြစ်ဘာဖြစ်ကတော့ဒါဒီတိုးတက်မှုတစ်ခုဖြစ်တယ်။နော်အဲ့တော့တယောက်ကဘယ်လိုပဲကြုံတွင်ပြီးတော့နော်ကြိုးကြိုက်ပြီးဖြစ်စေကျွန်တော်တို့ဒီတော်လိုက်အဖွဲ့အစည်းတွေအနေနဲ့တကယ်ကိုကိုယ်နိုင်ငံရဲ့အကျိုးစီးပွားကိုကြည့်ပြီးတော့ပဲ နော်ရှောက်လန်းသွားမယ်ဆိုလို့ရှိရင်သူတို့လည်းဘယ်လိုမှကျွန်တော်တို့အแทဟိုတတိယတော့ကျိုးဆွဲပြီးတော့ဝင်ရောက်ဆက်ဖြစ်လို့မရဘူးနော်အဲ့တော့တိတ်ကိုကြောက်စရာမလိုဘူးနော်ကြောက်စရာမလိုဘူးသူကတော့သူလိုချင်တဲ့ဘက်ကိုတွန်းပါမယ်ဒါသူ့အလုပ်ကိုကကိုနိုင်ငံအတွက်အကျိုးစီးပွားအကျိုးရှိမဲ့လမ်းကြောင်းကိုတွားဖို့ကကို့အလုပ်ပဲဖြစ်တယ်နော်အဲ့တော့ဘာဖြစ်ဖြစ်နော်ဟိုအများကြီးလည်းပြောစရာမရှိသေးဘူး အများကြီးပြောမယ်ဆိုလို့ရှိရင်လည်းအချက်လက်တွေမပြည့်စုံဘဲနဲ့ရှုပ်ထွေးသွားလိုက်ပါနံပါတ်1ဒီဖြစ်စဉ်ကတေချာဖို့များတယ်နံပါတ်2ဒါဒီကောင်းတဲ့အခင်ချင်းပဲဖြစ်တယ်နော်ကောင်းတဲ့အခင်ချင်းပဲဖြစ်တယ်နံပါတ်1ကစစ်ပွဲတွေရပ်တာမှာနံပါတ်2ကအပေးယူလုပ်မှာနော်အပေးယူလုပ်မှာဘယ်လိုပဲဖြစ်ပြည်သူတွေပြည်သူတွေ ဘလို့ကြီးလန့်ဆန်းဆန်းမဖြစ်တော့တစ်ဖက်မှာလည်းပဲเนาะမလူလားအဖက်နဲ့ဒီမြန်မာနိုင်ငံသားတွေရဲ့အသက်တွေထပ်ပြီးတော့တည်ဆုံးမှုမဖြစ်ဘူးဒါကြောင့်ဒါကောင်းတဲ့အချက်ဖြစ်တယ်ဒါပေမဲ့ဒီကောင်းတဲ့အချက်ကနေပြီးတော့ထပ်ပြီးစိုးတဲ့ဘက်ကိုပါဝင်မသွားဖို့ကတော့ကျွန်တော်တို့ကဘာလဲဆိုရှင်ခုနကတော့အပေးอยู่ညှိနှိုင်းမှုဇဘဝညှိနှိုင်းမှုမှာဘာတွေကိုပေးမယ်ဘာတွေကိုမပေးဘူးဘယ်သူတွေပါမယ်ဘယ်သူတွေမပါရဘူးဆိုတဲ့เนาะ ချက်ဒီအရေးကြီးဆုံးဖြစ်တယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒီတိုက်ပွဲကိုဆက်တိုက်ပါအောင်အစိုးဒီဆက်တိုက်ပါအောင်ဒီညပြောချင်တာဒါလေးပြောချင်တယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါဒီကောင်းတဲ့သတင်းဖြစ်တယ်ကောင်းတဲ့ဖြစ်ပေါ်တိုးတက်မှုဖြစ်တယ်ဒါကိုကိုယ့်ဘက်ကနော်အုံနောက်တိတ်တိတ်ချာချာတုံးပြီးတော့နော် မြန်ပညာကိုတည်တည်ရှိရှိသုံးပြီးတော့စူဂျိုးတွေဘက်ကိုရောက်မသွားဘဲနဲ့ပိုပြီးကောင်းတဲ့ကောင်းဂျိုးတွေဖြစ်အောင်အလဲအပြောင်းဖြစ်အောင်ထိမ့်သိမ့်နိုင်ဖို့လိုတယ်။ဒီညပြောချင်တာဒါပဲ။နော်ဒီညပြောချင်တာဒါပဲ။ပြောလို့ရတယ်။ပြောလို့ရတယ်။ဒါပွဲသိမ့်လို့မဟုတ်ဘူး။နော်ပွဲဘယ်လိုသိမ့်လဲဆိုတာလက်ရှိဒေါ်လာရေးကိုဥဆောင်နေတဲ့ဒူတွေက ဘယ်လောက်အမျောအမြင်ရှိပြီးတော့ဘယ်လောက်တေတေတက်တက်ကင်တွယ်နိုင်မလဲဘယ်လောက်စေတနာပါမလဲဆိုတဲ့ပုံမှာမူတည်တယ်။ငါတို့အာနာပြန်ရရေးဆိုတဲ့ကောင်းစင်လောက်နဲ့တော့မလာဘူး။အစဉ်ပြေ။နော်အဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးလုံးဝလက်ခံစရာအကြောင်းမရှိဘူး။စစ်တပ်ကစစ်တမ်းရာကိုပြန်သွားမယ်ဆိုတာနောက်နေတဲ့လက်ခံစရာအကြောင်းမရှိဘူး။ဘာလို့ရမလဲဆိုတော့88အထိနောက်ကျောင်းပြန်ဖို့လိုတယ်။ အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီတော်လေးရဆက်တိုက်ရမှာဖြစ်တယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်เนาะကိုကအသာကြီးဘက်ကိုရောက်နေပြီဒီစတက်ကပြိုသွားပြီပြိုကွဲသွားပြီပြိုနေမဟုတ်ဘူးကွဲပါကွဲသွားပြီဒီလိုတိုင်းတာမှရှိတယ်အရန်အင်အားချိနေသွားပြီဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတကယ်ကိုလိုအပ်တဲ့အတိုင်းပြည်အတွက်တကယ်ကိုဖြစ်တင်ဖြစ်တိုက်တဲ့เนาะအချက်အလက်ကိုလုံးဝအရှိအောင်ပဲပဲစုပ်တိုက်ထားဖို့လိုတယ် ဲ့ဒါဘာလဲဆိုတော့88ခုနောက်ကြောင်းပြရမယ်အဆုံးထိတွားရမယ်ဒါပဲလိုအပ်ချက်ကညီညာစီရောပြန်မလာတဲ့နော်အဲ့တော့အားလုံးပဲ ပြောပါတပတ်ပြောပြောဆယ်ရက်ဆယ်ရက်ပဲပြောပြောတပတ်ပဲစစ်ပွဲနာနာဆယ်ရက်ပဲစစ်ပွဲနာသွားသွားဒါကောင်းတဲ့လက္ခဏာဖြစ်တယ်เนาะစစ်ပင်းဆောင်နေလည်းပဲเนาะတပြင်းချလို့ရတယ်လို့စကားသာဘက်ကစစ်သားတွေဟလာစစ်သားအဖြစ်အဆုဆောင်ခံရတဲ့လူငယ်တွေလည်းကောင်းတယ်เนาะတနက်တရားကြည်စံမထွက်ရင်ကောင်းတာပဲငြိမ်းချမ်းရေးဆိုတာเนาะ တိုးတော်လည်းပဲလက်ရှိအတိုင်းတာရကျွန်တော်ကနော်ဘာဟုလက်ရောမယ်ဘာဟုမလက်ရောဘယ်သူတွေပါမယ်ဘယ်သူတွေမပါဘူးဆိုတော့ပြတ်သားတဲ့နော်ဥစ္စာကျွန်တော်တို့ကစီစဉ်မိတာမရှိဘူးစဉ်းစားထားမိတာမရှိဘူးနော်အဲ့လိုရှိတယ်အဲ့တော့စီရရအချိန်ကြီးကောင်းနေရာနေဒုံလဲဆိုစီရရကိုရက်ပြီးတော့နိုင်ငံရေးဘက်ကိုဒုံလို့ပြောင်းလိုက်ကျွန်တော်နိုင်ငံရေးကနော်နိုင်ငံရေးကအရန်အားနေနေဘာမှပြင်ဆင်ထားပြီးသားနော် ြောဆိုထားပြီးသားညှိနှိုင်းထားပြီးသားသဘောတူပြီးသားဘာမှမရှိဘူးဘာမှကျွန်တော်အန်ယူဂျီအမုန်းတရားမရှိဘူးအချိန်တန်တော့ကျွန်တော်တို့ကဈေးရောက်စားရမယ်ဈေးတယ်เนาะအရှိတရားကိုပြောပြเนาะအဲ့တော့အများကြီးပြောရင်လည်းဖောက်ထုတ်လည်းဖြစ်အောင်ပါပြောဖို့ပြောခြင်းဖြစ်နိုင်လို့ရှိရင်ပေးကြတာတော့လုံးဝအရေးချင်းမရှိဘူး အဲ့တော့အားလုံးပဲခွန်လိုက်ပါဘယ်လိုပဲဖြစ်ဒါဒီတုံးနှစ်ကြော်ကြာပြည်သူအားလုံးရဲ့စူးစမ်းအားထုတ်မှုရဲ့ရလာပဲဖြစ်တယ်နော်ရလာပဲဖြစ်တယ်ဒီရလာကနေပြီးတော့ဒီတက်ပူပူကောင်းမွန်တဲ့ရလာကိုကျွန်တော်ဆက်လက်ပြီးရအောင်တိုက်ပွဲဝင်သွားဖို့လိုတယ်အဆုံးထိသွားဖို့လိုတယ်ဒါလေးပဲပြောချင်တာပါနော်အားလုံးပဲခွန်လိုက်ပါနောက်ထပ်ထူးခြားတဲ့အခြေအနေပေါ်မူတည်ပြီးတော့မှနော် တရချဖြစ်စီနေ့တိုင်းဖြစ်စီပေါ့ဗျာနေ့ရက်၃ရက်ချဖြစ်စီလိုက်လို့နေကိုစူးစမ်းပါမယ်ဒါလည်းကျွန်တော်ရမ်းထုတ်တာပါတိလုံးလည်းမဟုတ်ပါဘူးဆရာကြီးလည်းမဟုတ်ပါဘူးအကြမြင်ရတဲ့ဘိုးတော်လည်းမဟုတ်ပါဘူးနော်ဘိုးတော်လည်းမဟုတ်ဘူးအဲ့တော့ဝါသနာနော်ဝါသနာနဲ့ယူတုမှုတစ်ခုပဲဖြစ်တယ်ဝါသနာနဲ့ယူတုမှုတစ်ခုအရာနော်ကိုကူကိုဖြောပြေခြင်းပဲဖြစ်တယ်နော်ကိုရင်ကြီးကငါတို့ပြည်သူတွေရန်ကုန်လား ပြည်သူတွေကိုအရန်ကိုပဲဟလာဟိုဘယ်လိုပြောအရန်ချစ်တာပဲပြည်သူတွေအရန်ဘာဖြစ်တယ်ညာဖြစ်တယ်မဟုတ်ဘူးမယုံနဲ့ကျွန်တော်ကိုယ့်ကိုယ်ကိုဖျော်ပြေးနေတာပါလဲဆိုတော့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ယူသစ်တယ်ဝါသနာပါတယ်ဒါကြောင့်မလို့တောက်ပြောပြောပြောရှောက်ပြောနေတယ်ဟုတ်လားအဲ့တော့ကျွန်တော်ပြောရလဲအကုန်မယုံနဲ့ကုတ်ဖာတာကိုဆက်စစ်ပါ၃နှစ်ခွဲဆိုတာဘွဲ့တစ်ခုယူလို့ရတယ်နော်အမြဲတမ်း live တိုင်း live လွှင့်တိုင်း live ကြည့်ပြီးတော့မှသတင်းတွေတိုင်းဖတ်နေတဲ့နိုင်ငံရေးဝါသနာရှင်တွေဒီဒီ နိုင်ငံရေးတိတ်ပံဘွဲရဖြစ်သွားပြီဘယ်သူပြောတာမှမယုံနဲ့ကျွန်တော်ပြောတာကိုလည်းမယုံနဲ့เนาะကျွန်တော်ပြောတာကိုလည်းမယုံနဲ့ကျွန်တော်လည်းကျွန်တော်ဝါသနာနဲ့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့เนาะကျွန်တော်ရဲ့ပညာနဲ့ပေါင်းစပ်ပြီးတော့မှကိုယ့်ကိုဖြောပြခြင်းမဖြစ်တယ်เนาะဒီလိုပဲတတ်မှတ်ထားပါเนาะလူတွေအားလုံးကအတ္တပဲဟုတ်ပြီเนาะအဲ့တော့ဘယ်လိုပဲဖြစ်ကျွန်တော်ထင်မြင်ချက်နဲ့ပြောမယ်ဆိုရင် လက်ရှိကြားရတဲ့ကောလာဟလသတင်းတွေမှန်ကန်ဖို့85 80ဆရာတော်ရှိတယ်။နံပါတ်1ဒါဒီကောင်းသောဖြစ်ပေါ်တိုးတက်မှုဖြစ်တယ်။နံပါတ်3ကတော့ဒီကောင်းသောဖြစ်ပေါ်တိုးတက်မှုကလည်းနောက်ထပ်ဒီတက်ပိုကောင်းတဲ့အကျိုးရလဒ်တွေရဖို့ကျွန်တော်တို့ရဲ့ပညာကျွန်တော်တို့ရဲ့အတွေ့အကြုံကျွန်တော်တို့ရဲ့အတွေ့အခေါ်ကျွန်တော်တို့ရဲ့တတ္တိနော်အားရပေါင်းဆက်ပြီးတော့မှဆက်လက်ကြည့်တက်ဖို့လိုတယ် နော်ဒါလေးပဲပြောချင်ပါအဲ့တော့ပကမာဆုံးဖို့တိတ်မကြတော့ဘူးနော်ကောင်းခြင်းဇန်လေးပါလေးဆုတာကိုရင်ချက်ကြီးကကောင်းခြင်းပေါင်းကြိုက်တယ်ပကမာဆုံးပဲနော်အဲ့တော့အလုံးပဲ good night ပါနော်အလုံးပဲ good night ပါနော်တိတ်မကြခင်ပါနော်အဲကျွန်တော်တို့ပကမာဆုံးရတော့မယ်ပြီးလို့ရှိရင်အဲတရက်နှစ်ရက်သုံးရက်ထူးခြားရင်ထူးခြားသလိုကျွန်တော်ထပ်ပြီးတော့ live လွှင့်နိုင်ဖို့ကြိုးစားပေးပါ နော်အားပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဆဲတဲ့လူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်နော်ကျေးဇူးတင်ရမယ့်လူတွေပါအဲ့တော့ကျေးဇူးတင်တတ်တဲ့လူတွေအကုန်လုံးကျေးဇူးတင်တယ်ဒီတော်လိုင်းရေးယူလည်းကျေးဇူးတင်တယ်နှုတ်ဝင်ကျွန်တော်ကကိုဝါဒနာတွေပြောပြဆွေးခွင့်ရဖို့နော်အခွင့်အရေးရမှာမဟုတ်ဘူးနော်အဲ့ဒီခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်ပျော်စရာကြီးပဲနော်အဲ့တော့အားလုံးကြမ်းမှချမ်းသာကြပါစေ ကျမချမ်းသာအောင်နေပါတော်ရရเนาะရက်ပိုင်းလပိုင်းအတွင်းကိုပြီးဆုံးသွားတော့မဲ့လက္ခဏာတွေကိုမြင်နေရပြီဖြစ်တယ်เนาะဒါဒီကြည်သူတရလုံးရဲ့調査အားထုတ်မှုရဲ့ရလာပဲဖြစ်တယ်เนาะဖះပေးတာမဟုတ်ဘူးเนาะဖះကမပေးဘူးเนาะသိလားဖះတွေအကုန်လုံးကမသိကျင်အောင်ဆောင်းနေရเนาะဒါကိုယ်နိုင်ငံရဲ့လူငယ်တွေရဲ့調査အားထုတ်မှု ဆွလွန်မှုရဲ့ရလာပဲဖြစ်တယ်เนาะအဲအလုံးကုန်နိုင်ပါမကြခင်မှာပြန်ဆုံမှမယ်เนาะဘကံမှာအမြန်ဆုံးဆုံမှမယ်တရက်နှစ်အတွင်းထူကြရင်ထူကြသလိုလက်လင်းပေးပါမယ်เนาะကုန်နိုင်ပါ